ဘန်ကောက်ကမြန်မာနိုင်ငံသားတွေအတွက်ပါဟိုးအရင်ကခွေးတွေဒီကြောင်တွေကိုအိမ်ဆောင်ဖို့ကြွက်ခုတ်ဖို့အတွက်မွေးကြပါတယ်ဒါပေမဲ့အခုခေတ်မှာတော့သားတွေသမီးတွေရဲ့နေရာမှာထားပြီးတော့မွေးမြူလာကြပါတယ်ကိုတွေဘယ်ဘဲတော်တော်ဒီတသားမိမိလေးတွေကိုကိုနဲ့အတူခေါ်သွားကျင်ကြပါတယ်ဒါပေမဲ့လူထုပို့ဆောင်ရေးဖြစ်တဲ့ဘတ်ကားတို့နောက်ပြီးတော့ဒီရထားတို့သုံးတဲ့အခါမှာတော့အိမ်မွေးတိရစ္ဆာန်တွေကိုခေါ်သွားဖို့ကတကယ်ကိုမလွယ်ကူခဲ့ပါဘူးအခုတော့တိရစ္ဆာန်ချစ် သူတွေအတွက်သတင်းကောင်းလေးပါ ဘန်ကောက်ကယထာလိုင်းဖြစ်တဲ့ဒီ red line မှာတိရစ္ဆာန်လေးတွေကိုဇွန်လ၁ရက်နေ့ကစပြီးတော့အခမဲ့ခေါ်သွားလို့ရမယ့်အချိန်တွေကိုထုတ်ပြန်လိုက်ပါတယ်။တိရစ္ဆာန်လေးတွေကိုမနက်၅နာရီခွဲနဲ့၆နာရီခွဲကြားမှာတစ်ခါနောက်ပြီးတော့နေခင်းပိုင်းမှာဆိုလို့ရှိရင်၁၀နာရီကနေညနေ၅နာရီအတွင်းမှာတစ်ခါညပိုင်း၉နာရီကနေဒီကောင်၁၂နာရီထိတစ်ခါ red line ရထားတွေကိုအခမဲ့စီးခွင့်ရမယ်လို့ဆိုပါတယ်။စနေနဲ့ဒီတနင်္ဂနွေနေ့ရုံးပိတ်ရက်တွေမှာတော့မနက်၅ 9နိုင်ခွဲကနေည7နိုင်အထိတနေ့ကုန်ခေါ်သွားလို့ရပါတယ်တဲ့ red line ရထားဟာဆိုလို့ရှင်2မျိုးရှိပြီးတော့ပထမ1မျိုးကတော့ထမဆက်တက်ကတူ ram စစ်ပရဝုံကနေမဟာချိုင်ကိုပြေးဆွဲတဲ့ line နဲ့ဒုတိယ line ကတော့ဒီနတ်ခွန်ပထုံကနေခွားမတ်ကိုပြေးတဲ့အဲပြေးဆွဲတဲ့ line တွေဖြစ်ပါတယ်ဆိုတော့ရထားမစည်းခင်မှာတော့ခွေးလေးတွေကြောင်လေးတွေကိုအရင်ဆုံးမှတ်ပုံတင်ဖို့တော့လိုပါတယ်တဲ့ရှင်